ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ချွေးမရေဘာလုပ်နေရလဲတအိမ်လုံးမဆလာနှံ့နေနဲ့ဖြစ်ကုန်ပြီဟုတ်တယ်မေရဲ့အခုနောက်ပဲအမောက်ပြောသေးတယ်မဆလာတွေအများကြီးမထဲနဲ့ကျိတ်ဆောင်ထဲမှာလည်းပြည့်နေရပါပဲ။ မဆလာတွေကကြမ်းပြီးကြံနေမသိဘူးနော်။ဟုတ်ပါတယ်။ထားလိုက်ပါတော့ဘာမှမဖြစ်ပါဘူး။ဒီနေ့ဟင်းသီးဟင်းရွက်တွေအများကြီးလီးထားတယ်။မဆလာတွေထည့်ပြီးအမြန်လောက်ရမယ်လေ။အဲ့လိုပြောပြီးတော့ရောက်ခမတွေချင်းမတွေကအရွက်တွေဒန်းနလွန်သည်ပိနေသည်ပန်းကိုပြီးဂေါ်ပြီးနဲ့တခြားအရာတွေအလုံးယူပြီးပပလီနေပါတယ်။ဒီချိန်မှာဒိုနီတာကရောက်လာပါတယ်။အမေဒီတကားတော့ပြောစရာကောင်းတယ်နော်။ဒါတို့ကဟင်းတွေအော်ဒါအချင်းတရာရတာတွေအလုပ်တွေအမြန်လုပ်ရမယ်။ အချင်းတရားစကားကိုကြားပြီးတော့အင်္ဂလူတွေအားလုံးလည်းအရင်ကိုပြောနေကြပါတယ်။အချင်းတရားတော်အော်ဒါရတာဆိုတော့ငါတို့အိမ်ရဲ့အချင်းတွေလည်းပြန်ကောင်းလာမှာပါ။အရင်အဆင်ပြေလာမယ်။ဒီအလုပ်ကိုစလုပ်ဖို့ကတော့ချွေးမဆန်ဆန်ပဲစခဲ့တာပါ။အင်္ဂလူတွေအားလုံးကဘာဖြစ်လို့ဟင်းချက်စရာတွေချက်ပြီးရောင်းနေကြတာလဲ။ဒါကိုသိရဖို့အတွက်ဇလန့်ကိုစကနေကြည့်လိုက်ကြရအောင်။အသက်ကြီးတဲ့ဒေါနီယောက်ျားကတော့ဟင်းသီးဟင်းရွက်တွေအများကြီးယူပြီးတွန်းလေးပေါ်တင်ပြီးရောင်းနေပါတယ်။ ဒီနေ့ကလည်းပူချိန်လည်းအရန်ပြင်းတာပဲနော်ဘလူတော်ဟင်းသင်းဟင်းရွက်တွေရောင်းရမလဲညနေ၄နာရီထိုးနေပြီနေပူချိန်ကလည်းမရော့ပါလားဈေးလည်းမရောင်းချင်ဘူးရှင်ကလည်းဘယ်ချိန်ထိနေပူချိန်ကိုပြပြီးဈေးမရောင်းမဲနေမလဲဈေးသွားရောင်းမှဖြစ်မယ်လေဟုတ်ပါပြီငါဈေးသွားရောင်းတော့မယ်နော်နေရာလည်းအချိန်ပြည့်ငါ့ကိုပြောဆိုနေတာပဲပူနာငရုတ်သီးစင်းတွေနဲ့ဂေါ်ဘီတို့တွေယူပေးလေဒေါ်လာကလည်းအသီးရွက်တွေယူပေးပြီးတဲ့အခါမှာဟင်းသင်းဟင်းရွက်တွေကတဝက်ကပုံနေပါတယ်နေ့ကမနေ့ကပဲပြောသေးတယ် င်းသီးဟင်းရွက်တွေကိုအိတ်ထဲရထုတ်ပြီးတော့လေးရအောင်ထားလိုက်လို့အခုကျတော့ကြည်လေဂေါ်ဘီတွေလည်းပြင်းစင်းနေပြီမြူသီးစင်းတွေလည်းပုတ်နေပြီမနက်ခင်းကရေးထုတ်ထားရင်ဒီလိုတွေမဖြစ်ဘူးအခုကျတော့ရောဟင်းသီးဟင်းရွက်တွေအားလုံးကိုပြစ်လိုက်တော့ရှင်ကလည်းအပူချိန်ကြောင့်ပြက်စီးနေရလေအပူတွေပြောမနေနဲ့အသီးရွက်တွေကိုဆေးလျှော့ပြီးရောင်းလေငါ့ကိုပြောဖို့မကြည့်နဲ့ငါ့ကိုလည်းထန်ကျွေးနေရမှာမဟုတ်ဘူးဒေါလာတို့လင်းများနှစ်ယောက်ကအမြဲတမ်းဟင်းသီးဟင်းရွက်တွေကြောင့်စကားများကြပါတယ်ဒီချိန်မှာဒေါလာသမီးကပြောခဲ့ပါတယ် အမေနဲ့ဖေကဘာလို့ရန်ဖြစ်နေလဲအဖေတို့စိတ်မပူနဲ့နော်ဒီအသီးရွက်တွေအားလုံးတမီးကအ၆ခံမေးတေချာချက်ပေးမယ်နေရသုံးရကြာရင်းနောက်မှာတော့တမီးကလည်းအသီးရွက်တွေအားလုံးကိုတေချာလှီပြီးအ၆ခံကသူ့ဖေကိုချက်ကြွေပါတယ်အဖေတွေ့လားအသီးရွက်တွေကိုဘလို့ချက်ထားလဲစားကြည့်လေသူ့ဖေကလည်းစားလိုက်တဲ့အချိန်မှာပဲအရင်ကိုကြိုက်သွားပါတော့တယ်တမီးရဲ့အရင်စားကောင်းနေနေအမေကတော့ဘလို့အသီးရွက်တွေပဲပြီးပြီးအလကားဘာမှမလုပ်တော့ဘူး ငါ့ကိုပြောထားပါနင့်သမီးကမင်္ဂလာဆောင်သွားရင်ဘာဖြစ်မလဲကြည့်ထားနော်ငါလှုပ်ပြမယ်မိမရေနင်ကလည်းအမြဲတမ်းစိတ်ကောက်နေတာပဲနင်ချက်တဲ့ဟင်းတွေလည်းစားလိုက်ပါမယ်နောက်ရက်တွေကြာတဲ့အခါမှာယွမ်နာကဦးလီတယောက်ကသမီးဆန်ဆန်ကိုလာကြည့်ပါတယ်မတို့ကတော့အိမ်မှာအတီးရွယ်လုပ်ငန်းလုပ်တယ်လေနင်တို့သမီးကလည်းဘယ်တော့မှအစားတောင်မငှက်ရပါဘူးမတို့ကဘာပစ္စည်းမှမလိုချင်ဘူးမင်းသမီးကိုဝယ်စားတစုံနဲ့ပဲပြေးလိုက်ပါမတို့ရင်ရတော့တီးတယ် မိသားစုအားလုံးပေါင်းမိနေကြတာဟုတ်ကဲ့ပါဒီလိုပဲနောက်ရကြတော့ဆန်းဆန်းလေးမင်္ဂလာဆောင်ပြီးသူ့ယောက်ျားအိမ်ကိုရောက်လာပါတယ်သူတို့အိမ်ကလည်းအရင်သေးပြီးအိမ်ထဲမှာလည်းအသီးရွက်တွေကပြည့်နေပြီးတော့အပြင်မှာလည်းဟင်းသီးဟင်းရွက်တွန်းလေးတွေသုံးလေးခုရှင်နေပါတယ်ချွေးမကြီးလာပါငါတို့ရဲ့အိမ်သေးသေးလေးကနေကြုံဆိုပါတယ်အမေရဲ့သမီးကတော့ဆန်းဆန်းရောက်လာတာနဲ့ညီမငယ်တယောက်ရသွားပြီအလုံးကလည်းဆန်းဆန်းလာတာကြောင့်ရမ်းပျော်နေပြီး အားလုံးဟာတရားကျူဆိုပါတယ်ဒီလိုပဲကြည်ရင်လည်းအချိန်တစ်ပတ်ကြာသွားပြီးတော့ဆန်းဆန်းကသူ့အိမ်ကလူတွေအဆင်မပြေတာကိုသိနေပါတယ်ဒီလိုနဲ့တည့်ရကြတော့အတို့ကြီးတောက်ဒီနေ့ပင်းဟင်းနဲ့မုန်းနေလုပေးပါလားဒါရီမစားခြင်းဘူးမဟုတ်ဘူးမချက်နဲ့သမီးကလည်းဟင်းတွေမစားခြင်းဘူးကလေးတို့ရေဘာဖြစ်နေလဲကလေးတွေကြိုက်တာအကုန်ချက်ပေးမယ်လေအသီးရွက်တွေအားလုံးချက်ပေးမယ်ညီမရေတခါလောက်ချက်မဲ့အသီးရွက်တွေကိုရောက်ကတိကိုမေးလိုက်အောင်နော် ဟုတ်ကဲ့ပါမဆန်ဆန်ကလည်းကြက်ကြောင်နဲ့ရှီကူလာတဲ့အချိန်မှာရောက်ကတိနဲ့သားနှစ်ယောက်ကစကားပြောနေပါတယ်။အဖေရဲ့ဒီတစ်ခါသားတို့အသီးရွယ်ဝဲရေးစီအောင်မုံလောင်ဦးနေတဲ့ငရုတ်သီးတွေကိုအနွမ်းနေပေးလိုက်တယ်။ဟုတ်တယ်ငါတို့လည်းဒီလိုအသီးရွယ်မကောင်းတာပဲစားရတယ်။မနေ့အစိုးကြီးထားပြီးပင်ပန်းပြီးလှုပ်လှုပ်ရတယ်။ပြီးတော့ဘာမှလည်းစူးစောင်းမှုမရှိသေးဘူး။ငါတို့ဒီအလုပ်ကိုလုံးဝမလုပ်ချင်တော့ဘူး။ဆန်ဆန်နင်ဘာလို့အပေါ်မှာရှင်းနေရလဲ။တခုခုဖြစ်လို့လားဘာလို့ချင်းလို့လဲ။ဒီနေ့အသီးရွယ်အစင်းတွေယူသွား ဒီနေ့ကျင်းကားသီးချက်လိုက်နော်ပူရီလဲလှုပ်ထားလိုက်ဆန်ဆန်ကလည်းအင်းလေးကိုအသီးရွက်တွေယူလာပြီးနနေ့ကိုပဲဟင်းနေချက်ပြီးတော့မဆလာနဲ့အချောက်ချက်ကိုအသီးရွက်တွေကိုတီချာလှီနေပါတယ်ချွေးမကြီးနေရတော့ခုနဟင်းချက်ပြီးပြီမလားဘာလို့အသီးရွက်တွေပြန်လှီနေရလဲဟုတ်တယ်အမေဒီအသီးရွက်တွေကိုတီချာလှီပြီးတော့ပေးချချောက်ခံပြီးတနက်ပုံစံလုပ်မယ်လေအပူချိန်တွေကရမ်းများတော့လဲအသီးရွက်တွေကမကောင်းဖြစ်နေတယ်သမင်းနဲ့လည်းအိမ်မှာစားလို့ရတယ်လေ ။ဟုတ်တယ်ချွေးမရဲ့။နင်ပြောတာမှန်တယ်။ငါလည်းနင့်ကိုလောက်ကူမယ်လေ။ဒေါနီနဲ့သူတို့တို့လည်းပဲဆန်ဆန်ကိုကူလုံနေကြပြီးအပူချင်းကြောင့်ချွေးတွေလည်းထွက်နေပါတယ်။နောက်ထပ်3-4ရက်အကြာမှာတီးရွက်တွေကိုမဆက်လာနဲ့နေပြီးနေပူပြီးတော့အားလုံးအဆင်သင့်ဖြစ်သွားတဲ့နောက်မှာတော့အားလုံးကိုထိတ်ကြွေပါတယ်။ဒီလိုမဆက်လာနဲ့အတီးရွက်တွေကိုဘယ်သူလှုပ်ထားတာလဲ။ဆန်ဆန်ကလေကြောက်ပြီးတော့ပြောခဲ့ပါတယ်။စားကောင်းတာပေါ့ဒီလိုမျိုးအသီးရွက်တွေလှုပ်ထားတာဈေးထဲမှာတော့မယုံ နေရတာအရင်အစားကောင်းနေချွေးမနေလဲဈေးထဲမှာဒါရီလို့ရောက်ပါလားအရင်ရောက်ရမှာအိမ်မလေးဝင်ဝေးရလိမ့်မယ်ရှင်ကလည်းတော့ဘာစကားတွေပြောနေရလဲအိမ်နာကလူတွေကဘာပြောကြမလဲချွေးမကိုခိုင်းစားနေတာဆိုပြီးအမေရဲ့အိမ်နာကဘာမှမပြောပတ်စံမရှင်အမေကိုမပေးဘူးအပူကြောင့်အသီးရွက်တွေကလည်းပြက်စီးနေတာဒီလိုလောက်ရောင်းရင်ပတ်စံရမယ်ဝင်ငွေကောင်းကောင်းရမယ်လေ ဆန်ဆန်အကြံကိုအားလုံးကသဘောတူကြပြီးနောက်နေ့မနက်မှာတော့ဒေါနီနဲ့သူသူတို့ဆန်ဆန်တို့ဟာအသီးရွက်တွေလှီးပြီးတော့အားလုံးပြင်ဆင်ထားပါတယ်။သူတို့အင်ကိုတည့်ရကြတော့အိနာကအတော်ကလာခဲ့ပါတယ်။နင်တို့ကလည်းအသီးရွက်တွေမဆလာတွေပလင်းကလည်းတန်းစီနေရပဲ။ငါ့ကိုတခုလောက်ကြွေးကြည့်ပါလား။ကြိုက်ရင်နောက်ထပ်ယူမယ်လေ။ဟုတ်ပါပြီအတော်ရင်စားကြည့်ပါ။ပါသီးစားချင်လဲ။တံမြာသီးငျုပ်သီးစိမ်မုံလာဥနီခန်သီးပြီးတော့တခြားဟာတွေလည်းရှိသေးတယ်ဘာယူမလဲ။ တံမြာသီးပေးပါအတော့ကလည်းတံမြာသီးကိုစားလိုက်တာနဲ့အရင်ကိုကြိုက်သွားပြီးပြိုခဲ့ပါတယ်အရင်စားကောင်းတာပဲချင်းချင်းလေးနဲ့ငါ့ကိုအားလုံးတစ်မျိုးစီထည့်ပေးလိုက်တော့နော်အိမ်နောက်ကလူတွေကလည်းအားလုံးဟာတဖြည်းဖြည်းနဲ့လာဝေကြပါတယ်ဒီလိုပဲရက်တွေကြာလာပြီးဆိုင်ရလူတွေကလည်းလာဝေကြပါတယ်ပြီးတော့မင်္ဂလာဆောင်အင်းတွေကလည်းအော်ဒါမှကြပါသေးတယ်ဆန်းဆန်းကြောင်ပစံရှားတဲ့နီလန်တစ်ခုကိုသူတို့ကရှားတွေ့လာကြပါတယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။